ကုံမြို့နယ်55ရပ်ကွက်မှာတည်ရှိပြီးပကံလန်းနယ်လော်ကားလမ်းမကြီးအနီးရွှေပုတ်ပါလမ်းကျော်ကပ်မှာတည်ရှိရဲ့နှစ်ထပ်ခွဲအာစီလုံးနဲ့မိတ်ဆက်ပေးပါမယ်။ ာဆိုလို့ရှိရင်ညီမတို့ဒီမြေပြင်ဒီလမ်းမနဲ့ပေါ့နော်ဟိုအမြင့်တော်မှာလည်းလုတ်ပေးထားရယ်ပေါ့နော်ရေတွေပိုင်းတက်မှာလည်းမစိုးရင်ရဘူးဒီမျက်နှာဝအောင်ကြည့်မယ်ဆိုလို့ရှိရင်လည်းကားအဝင်ထွက်လုပ်လို့ရအောင်ခြံနဂါးတည်လည်းပါတယ်ပေါ့နော်ညီမနဲ့အထဲကိုတစ်ချက်ဝင်ကြည့်လိုက်မယ် အခုအရင်ဝင်လာခြင်းမှာဆိုလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်တော့ဒီရေမော်တာပတ်နေထားဖို့အတွက်နေရာပါမယ်ခြံတကားဝါနေပြီးရောခြံတကားဝါနေဝင်လာမယ်ဆိုရင်ဒီနေရာကလည်းကားတစ်စီးစာအေးဆေးကားပါကင်ထိုးလို့ရမယ်ပေါ့နော်အရင်မျက်နှာဝါမှာဆိုလို့ရှိရင်မီးဆိုင်နေဆီလလိုက်နေဆိုလို့ရှိရင်လည်းဒါဆက်နှစ်ပေခွဲကြော်ကြော်လောက်အမြင်လောက်ရှိရယ်ပေါ့နော်ဒီကနေညီမတို့စပြီးရောအိမ်ထဲဝင်ကြည့်မယ်အရင်ဝင်သွားမှဆိုရင်ညီမတို့ကျွန်းတကားရဲ့အရှိပထမအဆင့်မှာဆိုလို့ရှိရင်ဘာသာတကားကို safety ဖြစ်အောင်လုပ်ပေးထားရတယ်ပြီးသွားရင်ဒီမှာကျွန်းတကားနှစ်ဖက်ပွင့်ကိုတုံးပေးထားရတယ်ပေါ့နော် အခုဒါဆိုလို့ရှိရင်ညီမတို့ဒါ living room area ကိုရောက်ပြီ living room area မှာဆိုလို့ရှိရင်လည်းအောက်ကနေစပြီးတော့ဒီတအိမ်လုံးကိုကျွမ်းပါခင်ခင်းမိထားအောင်တွေ့ရမယ်ဒီဘက်မှာဆိုလို့ရှိရင်လည်း lighting တွေလှပပလေးသုံးမိထားတယ် green box တွေဆိုလို့ရှိရင်လည်းဒီမှာ aluminum ကောဒီမှာကျွမ်း green box တွေကိုသုံးမိထားရယ်ပေါ့နော်ပြီးွားရေး living room area ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာကိုက TV stand တွေထားဖို့အတွက် cabinet တွေလည်းတစ်ခါရဲထည့်မိထားရယ်ပေါ့နော်ဒီရောက်ထပ်မှာဆိုလို့ရှိရင် single တခန်းရှိမယ် kitchen room area ရှိမယ်ပေါ့နော်ညီမလည်းတစ်ချက်လောက်သွားကြည့်လိုက်မယ် ဒီရှောင်းလိုင်း area မှာရောက်လာပြီဆိုလို့ရှိရင်လည်းဒီလေကားရဲ့အရှိတောင်းတို့ကဒီမှာကပိနဲ့ကိုအပြည့်ထည့်ပေးထားတာပေါ့နော်ဒီမှာကပိနဲ့သုံးလို့ရမယ်ဒီနောက်မှာဆိုလို့ရှိရင်လည်းတို့ကတကားအနေနဲ့အနောက်မှာ store area ပုံစံမျိုးအနေနဲ့နေရာတစ်ခုလည်းရှိသေးရပေါ့နော်ဒီကနေတစ်စက်တည်းရှောက်လာမယ်ဆိုလို့ရှိရင်ညီမတို့ဒီမှာ single room တစ်ခန်းကိုရောက်ပါမယ် ဒါကတော့အောက်ထပ်မှာရှိရယ် single room မှာ single room ကတော့ပြောမယ်ဆိုသူ့ဟာလေးနဲ့သူတော့အကျယ်ဝရကျဲတယ်ဒီအခန်းကိုလည်းကျိုးပါကလေးခင်ပေးထားတယ်အပေါ်မှာလည်း light တွေနေအကုန်ထည့်ပေးထားရယ်ပေါ့နော် air con plug box တွေအားစာအကုန်ထည့်ပေးထားတယ်နောက်မှာဆိုရင် kitchen area ရှိပါမယ် ဒါကတော့ kitchen area ပေါ့နော် kitchen area ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကကျွတ်မကင်းမဟုတ်ဘဲနဲ့ဒီမှာကျွေပြားပေါ့နော်ကျွေပြားခင်းမိထားတယ်ဒီပေါ်မှာလည်းကျွေပြားရေခင်းမိထားတယ်အောက်မှာ upper cabinet တွေအပေါ်မှာလည်း lower cabinet တွေတခါရေးထည့်မိထားတယ်ပေါ့နော်ဒီဘက်မှာ kitchen area သုံးပြီးရောဒီဘက်ကလည်း dining room area အနေနဲ့သုံးလို့ရတယ်အနောက်မှာလည်းမြေပုံပါတဲ့အတွက်ကြောင့်မလို့ကိုယ့်မှာကို business လေးထုတ်ပြီးရော working kitchen နဲ့သုံးလို့ရတယ်ပေါ့နော်ဒါကတော့နောက်မှာပါတဲ့မြေပုံပေါ့နော်နောက်မှာဆိုရင်မြေပုံလည်းပါမယ်ဒီမှာရေစီတင်ထားရလည်းရှိမယ်ပေါ့နော်ပြီးတော့ဒီမြေပုံကြောင့်မှာဆိုညီမတို့ကအိမ်သာနဲ့ရေချိုးကအတွက်ရမဟုတ်ဘဲ တယ်ရေချိုးကန်းတက်တက်အိမ်နာတက်တက်တစ်ခါရဲလုပ်ပေးထားရယ်ပေါ့နော်ဒီကနေတက်ဆက်တဲ့ညီမတို့အပေါ်တက်တစ်ခါရဲတက်ကြည့်မယ်ဒီလေကားအခြေရာလဲချစ်ချင်းလေးမဟုတ်ဘဲနဲ့လေကားကလည်းလေကားကလည်းအခြေရယ်ပြီးွားရင်ဒီလေကားတွေတိုင်းအောင်လဲချိုးပါကေးတွေတစ်ခါရဲထည့်ပေးထားရယ်ပေါ့နော် ဒါကတော့ညီမတို့အခုအပေါ်ဓာတ်ကိုရောက်ပြီပေါ့နော်ဒီပေါ်ဓာတ်မှာဆိုလို့ရှိရင်တော့ဒါကဖျားကန်း area ပါဖျားကန်း area ဆိုရဲ့ driver မို့လို့တို့ဒီမှာဖျားဆီကိုတခါတည်းထည့်ပေးထားတယ်ပေါ့နော်ပြီးွားရင်ဒီအပေါ်ဓာတ်မှာဆိုလို့ရှိရင်ညီမတို့ single တကန်းရှိမယ်ဒီမှာ star တကန်းရှိမယ်အရှိမလဲ runner ပါအောင်ပဲပေါ့နော် runner လေးတစ်ချက်လိုက်ပြပေးပါမယ်အခု runner area ကလည်းပြောမယ်ဆိုလို့ရှိရင်တော့ကျဲတယ်ပေါ့နော်ကျဲတယ်ဒီမှာလည်းကြွေပြားတွေပါတယ်တခါလဲခင်းပြီးသားဒီဖျားကန်းတစ်ဆက်တည်းမှာရှိရတဲ့အတွက်ကြောင့်မို့လို့ဒါအလင်းရောင်လေးရမယ်လေဝင်လေးထွက်လဲကောင်းမယ်ပေါ့နော် runner အနေနဲ့ဆက်တဲ့ထွက်လာမယ်ဆိုရင်ဒီမှာ single တခန်းရှိမယ်အနောက်မှာ master တခန်းရှိမယ်ပေါ့နော်ဒါကတော့ဒီအပေါ်ထဲမှာရှိရဲ single ကန်းမှာဒီ single ကန်းကလည်းအောက်ထပ်မှာရှိရဲ single ကန်းနဲ့တော့တူတူပဲဟိုဘာမှပြောင်းလဲသွားတာတော့မရှိဘူးအကျယ်ဝန်းရောပုံစံဟိုဆင်မီဆင်မီထားတဲ့ဒီအလားဆင်ပစ္စည်းတွေအားစအောင်တူတူပဲပေါ့နော်ဒီနောက်မှာဆိုရင် master တခန်းရှိပါမယ် ဒီမှာစာရောကကြတော့ single ကနေတယ်ဆိုလို့ရှိရင်ပိုကျဲတာပေါ့နော်ပိုလဲကျဲတယ်ဒီမှာရေချိုကအိမ်နာတွဲရက်ပါမယ်ရေချိုကအိမ်နာဆိုလို့ရှိရင်လည်းသူကဒီမှာငါးဖေးငါးဖေးပက်လက်လောင်ဒီမှာကြွေပြားရဲ့တခါလဲကပ်ပြီးသားပေါ့နော်ရေချိုကအိမ်နာဆိုလို့ရှိရင်လည်းအိမ်ရင်းသုံးအောင်မှာဒီမှာကျုံတကားရထည့်ပေးထားတယ်ဒီနောက်မှာဆိုလို့ရှိရင်ညီမတို့ဒီမှာ mobile runner လေးပါအောင်မယ်ဒါကတော့မဆာကနဲ့တစ်ဆက်တည်းပါတဲ့ runner လေးပေါ့နော်ဒီ runner ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ကိုယ်ပိုင်နဲ့ဝီလန်းတာဖြစ်ဖြစ်ပစ္စည်းထားကျင်တာဖြစ်ဖြစ်သုံးလို့ရတာပေါ့နော် runner ပါပြီးသား ညီမတို့ဒီမာဆာကန်တွေထွက်လာမယ်ဆိုလို့ရှိရင်အပေါ်မှာနောက်တစ်ထပ်ကြာအောင်မယ်ညီမတို့အပေါ်တစ်ချက်တက်ကြည့်လိုက်မယ်အခုဒါဆိုရင်ညီမတို့ဒါအပေါ်ဆုံးတက်ပေါ့နော်နှစ်ထပ်ခွဲ 2RC ရဲ့အပေါ်ဆုံးတက်ဒီအိမ်ပေါ်တက်မှာဆိုလို့ရှိရင်သူကတော့ကြွေပြားရဲ့တအိမ်လုံးခင်းမိရဲ့ဒီမှာဆိုရင်နီးစက်ဆုံး single တခန်းပါမယ်ပြီးွားရင်သူက runner ချင်းတစ်ခုပါတယ်ပေါ့နော်ညီမ single ခန်းလိုက်ပြပေးပါမယ် ဒီစင်ကန်ကလည်းအောက်ကစင်ကန်ကန်နဲ့ဆက်လို့ရှိရင်တော့အတူတူပဲပေါ့နော်ဒါပေမဲ့သူကတော့ကျွန်းပါကင်းမဟုတ်ဘဲနဲ့ကျွေပြားဖြစ်သွားမယ်ဒီအကုန်တော့ပဲလက်ပေါက်တွေ light တွေနေရာတော့အကုန်လုံးတူတူပဲစီကံကနေထွက်လာမယ်ဆိုလို့ရှိရင်အပေါ်မှာနေရလူတွေအတွက်အဆင်ပြေအောင်လို့အပေါ်မှာရေချိုးခန်းအင်တာထားပေးထားတယ်ပေါ့နော်ပြင်စင်ပါမယ်ဒီမှာအများဆုံးရေချိုးခန်းပါမယ်ပေါ့နော်ဒီစီကံကနေတစ်စက်တည်းကြည့်မယ်ဆိုလို့ရှိရင်ညီမတို့ဒီနောက်မှာဆိုလို့ရှိရင် runner အခြေတစ်ခုပါတယ် ဒီ runner chairs လို့ရှိရင်အခန်း area ပမာဏထိတော်တော်လေးကျယ်တယ်ပေါ့နော်ကျွေပြားလည်းခင်းမိတာဟာ runner chair အနေနဲ့လည်းသုံးလို့ရတယ်လို့ပြောဒါကိုကိုကအခန်းပြန်ဖွဲ့ပြီးတော့သုံးချင်တယ်ဆိုလို့ရှိရင်လည်းရာလောက်တဲ့ပမာဏတစ်ခုထိကျယ်တယ်ပေါ့နော်ညီမတို့ဒီနေ့တစ်ဆယ်လေးရှောက်မယ်ဆိုဒါအရှိမလဲ runner chair တစ်ခုရှိအောင်ပါ ီအရှိမဆိုလို့ရှိရင် runner တော်တော်လေးကျယ်တယ်မိသားစုတွေတော့သုံးမျိုးအတွက်လုံလောက်တဲ့ပမာဏရှိရပါတော့ကိုမိသားစုတွေအေးအေးဆေးနေလို့ရတယ်ဒီမှာဆိုလို့ရှိရင် runner တစ်ခုလုံးလည်းကြွေပြားခင်းမိသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ရင်းကြီးတွေပါတက်ဆရာလည်းမစိုးမြင်ရအောင်ပေါ့နော်ဒီ runner ရဲ့တစ်ဆက်တည်းမှာဆိုညီမတို့ကြောင်လင်ကားထည့်ပေးထားတယ်အဲကြောင်လင်ကားအပေါ်မှာ router slash ရှိသေးရပါတော့အဲအပေါ်မှာဆိုညီမတို့ဒီမှာရေစင်းတင်တာပဲဖြစ်ဖြစ်ဟော solar တက်ချင်တာပဲဖြစ်ဖြစ်အဲ့အတွက် customer စိတ်ကြိုက်ထပ်သုံးရသေးရပါတော့ကြောင်လင်ကားနဲ့ထပ် တက်ပြီးတော့သုံးလို့ရပါသေးရညီမအခုတိုးလုပ်ပေးသွားတဲ့အိမ်လေးကဆိုရင်တောင်တကောင်55ရပ်ကွယ်လော်ကလန်းအန်ဒီပကန်လန်းနဲ့ လည်းနေပြီးတော့ရွှေပုံပါလန်ကြောက်ကမှာတည်ရှိတဲ့နှစ်ထပ်ခွဲအာဆီယံလေးပဲဖြစ်ပါတယ်ဒီအိမ်လေးရဲ့ရောင်းစရာဆိုလို့ရှိရင်တော့ကျပ်သိန်း9400ပဲကျပ်သိန်းမှာဖြစ်ပါတယ်ရှင်ဒီအိမ်လေးနဲ့ပတ်သက်ပြီးတော့ဆက်သွယ်ဆောင်ရွက်ခြင်းလည်းဆိုပါကညီမတို့ရဲ့ New Hope Reality Facebook Messenger ဒါမှမဟုတ်ဟော့လိုင်းနံပါတ်ဖြစ်တဲ့ခုံခုံလေးခုံခုံလေး666ကိုဆက်သွယ်ဆောင်ရွက်လို့ရပါတယ်ရှင်